လူသားလက်ခံရချိန်မှာဖြစ်ပျက်နေတဲ့ဂါနာကျွဲတောက်ချိုးကိုစိတ်ပျက်နေပြီဖြစ်တဲ့ United fan များ။ဒီသမားလုံးမဲမိလာများတင်းလိုက်ဖော်ဘောရှိုးစီစဉ်ကနေပြန်လဲချိုးတော်လိုက်ပါရီ။ Manchester United ပရိသတ်တွေဟာမနေ့ကစပိန်ပြည်မှာကစားခဲ့တဲ့ Europa League 16အသင်းအဆင့်ပထမကြော့ပွဲစဉ်မှာလူသားလက်ခံရချိန်ဂါနာချိုးဖြစ်ပျက်သွားတာကိုကြည့်ပြီးတော့သူ့ကိုတော်တော်လေးစိတ်ကုန်နေကြပြီဖြစ်ပါရီ။ဒီနေ့မနေ့အစောပိုင်းမှာ United အသင်းဟာ Europa League 16အသင်းရှုံးထွက်အဆင့်ပထမကြော့ပွဲစဉ်အဖြစ်စပိန်ပြည်မှာ Real Sociedad အသင်းကိုတွားရောက်ရင်ဆိုင်ခဲ့ရမှာတစ်ပတ်တကိုးစီတေးရလဲထွက်ပေါ်ခဲ့တာဖြစ်ပါရီ။ တွင်စဉ်အာဖရာဟိုင်းမှာဂုံးရှိသေးရလည်းထွက်ပေါ်နေခဲ့ပြီးဒုတိယပိုင်းပွဲချိန်56မိနစ်မှာဂါရာချွေးရဲ့ဖန်လေးပေးမှုကနေဂျိုရှွာဆက်စီက United အတွက်ဥဆောင်ဂိုးကိုစတင်သွင်းယူပေးခဲ့တာဖြစ်ပါရင်အိုင်နာပွဲချိန်68မိနစ်ဝင်ချိန်မှာဆိုစီတဲ့ဘက်ကဒေါက်ကန်ဘောကိုရှင်းထုတ်ရမှာ ဘရူနိုဖာနန်နဲ့တရားလန်နေထိမှန်ခဲ့တာအကြောင်းကွင်းနိုင်ငံဘေးအပြလဲဆစ်ဆင်းပြီးရီယယ်ဆိုစီတဲ့ဘက်ကိုပရန်တီပေးခဲ့ပါတယ်။ရရှိလာတဲ့ပရန်တီအခွင့်အရေးကိုအော်ရာဆာဘန်ကအမားရမရှိအဆုံးသတ်ခဲ့ပြီးတေးတမှတ်ကိုရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ United အနေနဲ့လက်ချံပွဲမိနစ်တွေမှာဆိုစီတဲ့ရဲ့တစ်ဖက်သက်ဆန်ဆန်ဖိအားပေးခြင်းကိုခံထားခဲ့ရပေမဲ့ကင်မရွန်ကုသမအော်ရနာရဲ့လက်စွမ်းပြမှုနဲ့အတူစပိန်မြေမှာတေးတမှတ်နဲ့အတူပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ီပွဲစဉ်မှာ United အသင်းရဲ့တိုက်စင်မြောက်ကနေပွဲထွက်လာခဲ့တဲ့အလက်ချန်ထိုကာနာချိုအောင်ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့လည်းအဆုံးသက်ပိုင်းအားနည်းမှုတွေကြောင့်တင်းကိုတွေတော့ရရှိဖို့ရုန်းကန်ခဲ့ရပါတယ်။ဒါပေမဲ့လည်းကာနာချိုအောင်ဂျိုချွာဇက်စီရဲ့နှလုံးထဲသောဥဆောင်ကိုကိုတော့ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း United အနည်းပြရိုဘင်အမ်မိုရီဟာကာနာချိုရဲ့စွမ်းဆောင်တွေကိုတိတ်ပြီးသဘောမကျတာကြောင့်ပွဲချိန်88မိနစ်မှာပရီစင်နဲ့လူစားလဲခဲ့တာဖြစ်ပါတယ်။ ကနာချွာလူစားလဲခံနေတဲ့ချိန်မှာမျက်နှာတော်တော်လေးပြက်နေပြီ။ကွင်းထဲကနေမအိမ်မသားအနေထားမျိုးနဲ့ထွက်လာခဲ့တာဖြစ်ပါတယ်။ဒါကို United ပြည်သက်တွေကလည်းတရေထားမိခဲ့ပြီးပွဲပြီး social media ထက်မှာကနာချိုအပေါ်သီးခံစေကုံဆုံးလာပြီးတော့အသင်းကနေမြမြန်ထွက်သွားဖို့အတွက်တောင်းဆိုလာခဲ့ကြပါတယ်။အဲ့တဲ့တို့ကကနာချိုလူစားလဲနေရာချင်းဖြစ်သွားတဲ့မျက်နှာအမှုများကိုကျွန်တော်လုံးဝမကြိုက်ပါဘူး။သူ့အနေနဲ့သူ့ရဲ့အမှုအကျင့်တွေကိုဒီထက်ပိုပြီးတိုးတက်အောင်တင်ယူသင့်နေပါပြီ။ဒီအမှုအကျင့်မျိုးက United အသင်းမှာမရှိသင့်ပါဘူး။ဒါမျိုးကိုထပ်ပြီးမြင်တွေ့ရပြန်ပြီးစိတ်ပြက်စရာပါပဲဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ အခြားပြည်သက်အတူကလည်းဘာမှထပ်ပြောစရာမရှိတော့ပါဘူးလူစားလဲခံနေရတိုင်းဒီကောင်လေးဖြစ်တဲ့မျက်နှာကဒီလိုပါပဲသူ့အနေနဲ့ဒီနေ့ပွဲမှာအကောင်းဆုံးနေထားကနေ၅ချိန်ထိကန်ခွင့်ရခဲ့ပေမဲ့ဂိုးဖြင့်ပြောင်းလဲနိုင်ခြင်းမရှိပါဘူးတွင်းတော်ကောဖန်နေပေးနိုင်ခဲ့တဲ့အတွက်ဂျေစုတင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်အခြားပြည်သက်အတူကလည်းဂါနာချွာလူငယ်ကစားရေးမားတွေထဲမှာကိုယ့်ကိုယ်ကိုမန်အတက်ဆုံးကစားမပုံစံမျိုးပေါက်နေပါတယ်သူ့ကိုမြင်မြန်ရောင်းလိုက်ပြီးတော့တခြားတိုက်စစ်မှုတရားကိုခေါ်ယူလိုက်ပါတော့ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် အခြားပြိသက်အတူကလည်းဂါနာချိုပုံစံကြည့်ရတော့ရက်ဖိုးနဲ့တော့ပို့ပြီးတူလာပါတယ်ရက်ဖိုးကမှအတင်းရဲ့အတွက်အကျိုးပြုခဲ့တဲ့ခိုက်တက်နေရှိပါသေးတယ်ဂါနာချိုကတကယ်ကိုစိတ်ပြည့်စရာပါပဲလူစားလားခံလိုက်ရတိုင်းသူ့ရဲ့အမူအရာတွေကဒီတိုင်းပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်ဂါနာချိုကပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်အဖြစ်အင်းဆွေအသင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်တုန်းကလည်းလူစားလဲခံရပြီးတဲ့နောက်ဥမေလှိုင်ကောင်းတဲ့ကိုတန်းဝင်သွားခဲ့တာကြောင့်မီဒီယာတွေရဲ့ပြစ်မှတ်ဖြစ်ခဲ့ရပါသေးတယ်ဒါပေမဲ့ရူဘင်အမ်မိုရင်ကတော့အဲ့ဒီပွဲစဉ်မှာဂါနာချိုဥမေနဲ့ဝင်သွားခဲ့တာနဲ့ပတ်သက်ပြီးတော့ သူအနေနဲ့ဆိုးဆွနေပုံရပါတယ်ဒါကြောင့်လည်းဥမင်းနယ်ကိုလှိုင်းသွားခဲ့တာပါနောက်နေ့မှသူကျွန်တော်ကိုလာတွေ့ပါတယ်ကျွန်တော်ရုံးခန်းထဲဝင်ပြီးတော့ကျွန်တော်ကိုလာတွေ့တာတော့နည်းနည်းရည်စရာတော့ဖြစ်နေပါတယ်ကျွန်တော်စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်သူကဝေလဲကန်းတွေသွားပြီးအင်ဂျင်တွေလဲခဲ့တယ်လို့ပြောပါတယ်ဘာလဲဆိုတော့ဆိုးဆွနေလို့ပါသူကပွဲကိုရန်ကုန်ကနေမဟုတ်ဘဲတခြားနေရာကတခွန်းနေကြီးခဲ့ပါတယ်ပွဲပြီးချိန်မှလည်းသူရှိနေခဲ့ပါတယ်အဲ့တော့အိမ်ပြန်သွားခဲ့တာပါဒါကပြဿနာမဟုတ်ပါဘူးဒါပေမဲ့မန်ချက်စတာနဲ့တည်းမှာရတိုင်းကရေးကြီးပါတယ်အသင်းကြီးတင်းတင်းလို့ပြုမှုနေထိုင်ဖို့ရေးကြီးပါတယ်ဒါကြောင့်သူအနေနဲ့အားလုံးကိုညအစာလိုက်ကျွေးရပါမယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ် ယူနိုက်တက်တို့ကာနာချိုကိုတကယ်ပဲရောင်းထုတ်သိမ်းပြီလားပြည်သက်ကြီးကဘယ်လိုများထင်မြင်မိပါလဲကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါရင်